ပြီးတော့ဒီဗုဒ္ဓအဟောတွေမှာပါတဲ့ဒီနတ်ပြည်မြမာပြည်ငရဲပြည်ငကားပြည်တို့ဟာဗမာရှိပါတယ်လေဗျာဒီပြီးတော့အနည်းဆက်ဆုံးဘလို့ပုံဖော်လို့ရနိုင်ပါလေရှင်ဗျာပြည်လို့ဆိုတဲ့အတိတ်ဘက်ကိုအရင်ကြည့်ရအောင်မြမာပြည်လို့ဆိုတာမြမာလူမျိုးတွေအများစုနေတာတပြည့်လူမျိုးတွေလည်းရှိတာပဲเนาะမြမာလူမျိုးတွေအများစုနေတဲ့နေရာကိုမြမာပြည်လို့ခေါ်တယ်လို့ပဲဆင်းရဲဒုက္ခနဲ့ ဘဝအကုသိုလ်ကံတွေကြောင့်ဆင်းရဲဒုက္ခအတိပြည့်တဲ့ဒီရဝန်းတစ်ခုမှာဒုက္ခခံစားနေရတဲ့သတ္တဝါတွေနေတဲ့နေရာကိုငရဲပြီလို့ခေါ်မှာ။မှန်ပါဗျာ။နော်။မှန်ပါဗျာ။ဒီနေရာမှာရှိတယ်လဲဆိုတော့မြတ်စွာဘုရားကဘယ်မှာရှိတယ်လို့တရိုက်ပြောထားတာတော့မရှိဘူး။မှန်ပါဗျာ။ဘုံဘုံအတွင်းပြောရမယ်ဆိုလို့ရှိရင်အမြဲတမ်းမီးလောင်နေတဲ့အတွင်းထဲမှာပူလောင်နေတဲ့ဒီမီးတောင်နေဆိုတာရှိတယ် အဲ့ဒီမေးတော်နေထဲမှာတက်ရှိတော်ဟာအနေနဲ့ဖြစ်နေတဲ့ကောင်းနေဟာအများရန်ပူလောင်နေမှာပဲမှန်ပါဗျာမြေသီးထဲမှာမွေးတဲ့ပိုးလိုပဲပေါ့နော်မှန်ပါဗျာအဲ့လိုမျိုးတော့မရှိနိုင်ဘူးလားရှိတယ်အခုရေဘူးတွင်နေပါလေဆိုတာစာပေကျမ်းအရပြောမယ်ဆိုရင်တပောတာမြစ်ဆိုတာအိန္ဒိယမှာရှိတယ်မှန်ပါဗျာအဲ့တပောတာမြစ်ကတပောတာဆိုတာတပဆိုတာပူတဲ့ဥဒကရေမှန်ပါဗျာရေဘူးစမ်းစီစင်းတဲ့မြစ်မှန်ပါဗျာ အဲ့ဒီမြေကဘာကြောင့်ရေဘူးဖြစ်ရတယ်လဲလို့ဆိုရင် လောဟကုံမီလို့ခေါ်တဲ့ငရဲအိုးကြီးနှစ်ခုကြာဖြတ်စီလာတယ်ဆိုတော့စဉ်းစားကြည့်ရတာကမီးတောင်ကြီးနှစ်ခုကြာနေဖြတ်စီလာတော့ဟိုဘက်ကလည်းမီးတွေလောင်နေဒီဘက်ကလည်းမီးတွေလောင်အဲ့ဒီကြာတဲ့ကဖြတ်စီလာလို့ဒီရေဘူးသွားတာဆိုတော့အဲ့တော့တချို့စာကျမ်းလေးတွေအနေနဲ့ပြောရမယ်ဆိုရင်တော့မြေကြီးအောင်မှာငရဲပြီဆိုတာရှင်းနိုင်တယ်ပေါ့နော်မှန်ပါဗျာရှင်းနိုင်တယ်လို့ပြောအစဉ္ဒုက္ခ ရောက်တဲ့ပုံကူတွေတရဝါတွေပေါ့ဒုက္ခခံရတဲ့တရဝါတွေအေးမြတ်မြတ်မနေရဘဲနဲ့အမြဲတမ်းဒီဆဲဒုက္ခခံနေရတဲ့တရဝါတွေနေတဲ့ဣရိယာကြီးတစ်ခုကိုငရဲပြေပြောမှာအဲ့ဒီငရဲပြေကိုမြတ်စွာဘုရားပုံဖော်ပြီးတော့ဟောထားရှိတယ်မှန်ပါဗျာမြင်ရတာလဲကြောက်เสียလန့်เสียကြားရတဲ့အတန်ကလည်းကြောက်เสียလန့်เสียအနံ့ကြီးကလည်းမခတ်နိုင်တော့အောင်ဆိုတဲ့အနံ့ မှန်ပါဗျာလျာကအရသာအလည်းပဲလုံးဝခံရခဲ့တဲ့အရသာခန္ဓာကိုယ်လာထိတာလည်းပဲလုံးဝအထိတွေ့မကောင်းတဲ့ဟာ စိတ်ထဲမှာကူးလိုက်ရရင်လည်းအကောင်းတစ်ခုတစ်ခုမှမရှိတဲ့မျက်စိနန္နာလျာကာရလို့ဆိုတဲ့လူရဲ့ခန္ဓာကိုယ်မှာဆက်သွဲတဲ့အရာတွေဟာအာလုံးဟာကြောက်စရာလန်းစရာဟိုစိတ်ပချမ်းသာကြရည်ကြီးနဲ့ကြုံတွေ့နေရတဲ့သရဝါတွေကိုငရေငရေခံရတဲ့သရဝါလို့ခေါ်တယ် အဲ့ဒီငရဲသားတရဝါရီနေထိုင်ရာဧရိယာကြီးတခုမြဲပြီလို့ပြောတာမှန်ပါဗျာ။နတ်ကြီးဆိုတာကတော့လူတွေနေတဲ့နေရာအပါဝင်လို့ပြောမယ်။ဘာလို့ဆိုဘုံမစိုးနတ်ဆာရှိတယ်။မှန်ပါဗျာ။တပည့်ဆက်ကြရဲမှာဘုံမနန်ဒေဝနန်သတ္တံသုတ်တော်ဝါမှန်ပါဗျာ။သတ္တုမာရဇိကဒေဝါလို့ဆိုပြီးတော့မှန်ပါဗျာ။လူပြည်မှာလူတွေနဲ့လက်ပေါင်းတည်းနေတဲ့ ။အဲအိဆောင်နဲ့တို့ကျောင်းဆောင်နဲ့တို့ရှုကဆိုးတို့ဘုံမဆိုးတို့ဆိုရှေ့လေ။မှန်ပါဗျာ။အဲ့ဒါအဲ့ဒီသူတို့ရဲ့နေထိုင်တဲ့ area ဟာဟုတ်အထက်လွတ်လပ်တဲ့အကသအထီအောင်သူတို့ချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့တရားရီနေထိုင်တဲ့နေရာကိုနတ်ပြည်လို့ခေါ်တာပဲမှန်ပါဗျာပြမဆိုတာကသူကမြင့်မြတ်တဲ့စိတ်နဲ့အမြဲတမ်းနေချတယ် မေတ္တာကရုဏာမုရိတာဥပေက္ခာဆိုတဲ့ပြပစိုးတရားနဲ့အမြဲတမ်းနေတယ်။သို့သောမြမပြည်ကိုရောက်တာဒါနနဲ့သီလနဲ့တည်းမရောက်ဘူး။မှန်ပါဗျာ။တပထချင်းစဉ်တစ်ခုပေါ်ပေါ်ရောအောင်မြောင်ကျင့်နိုင်မှပြမပြည်ကိုရောက်တာဖြစ်တယ်။မှန်ပါဗျာ။အဲ့ဒါလေချင်းစဉ်ရင်တူတဲ့ပုဂ္ဂိုလ်တွေဟာစံလို့ခေါ်တဲ့ဟာပေါ့နော်။မှန်ပါဗျာ။တပထချင်းစဉ်ချင်းလို့အဲ့ဒီအကြောင်းတရားတွေတူညီပြီးတော့ရောက်ရှိသွားတဲ့ ပုဂ္ဂိုလ်တွေရဲ့နေထိုင်ရာဧရိယာတစ်ခုကိုပြမပြည့်လို့ပဲပြောရမှာပေါ့မှန်ပါဗျာနော်နှခါပြည်ဆိုတာကတော့စာရဲပေတဲ့မှာတော့သူကပင်လယ်အောက်မှာအဓိကအများကြီးရှိတယ်ပေါ့နော်မြေမို့တောင်အောက်မှာလည်းရှိတယ်လို့ဆိုတယ်အဲ့တော့နှခါလို့ဆိုတာပမာပြည်ကနှခါဆိုတာတော့ပကြီးဆရာတွေရဲ့ကောင်းမှုနဲ့အချွန်တက်ပါမနှခါလို့ထင်တယ်မှန်ပါ ိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဒီကောဘရာဆွဲပွေဟောက်ကြီးတွေကိုနိမှန်ပါဗျာနဂါလို့ခေါ်တာမှန်ပါဗျာအဲ့ဒီနာဂါကနိနဂါလို့ပြောလာကြတာမှန်ပါဗျာအိန္ဒိယနိုင်ငံမှာနာဂါဆိုတာအဲ့ဒီပပြင်းထောင်နဲ့ပွေဟောက်ကြီးတွေကိုအဓိကထားပြီးတော့ခေါ်တယ်ဖမာယူဆနဲ့နဂါဆိုတာဒီကနေ့လူတွေကမတွေ့ကြတော့သူကပွေဟောက်ကိုပွေဟောက်တို့ပွေတို့ပေါ့နော် အဲ့ဒီအကောင်လေးကိုနာဂလို့ခေါ်တာအဲ့တော့အဲ့ဒီအကောင်လေးကမြေကြီးအောင်မှလည်းရှိတယ်အကောင်ကြီးကြီးတွေကြတော့ပင်လယ်အောင်မှလည်းရှိတယ်မှန်ပါဗျာအဲ့တော့သူတို့အများဆုံးနေတဲ့ဧရိယာကိုနဂါပြေလို့ခေါ်မှာနော်ဒါကတော့တရဝါးတွေရှိတဲ့နေရာတစ်ခုအများဆုံးရှိတဲ့နေရာတွေကိုရည်ညွှန်းပြီးခေါ်တာပါမှန်ပါ